2019ခုနှစ်ဧပြီလ1ရက်နေ့မှာအစိုးရတိတ်တောင်ထက်ဆောင်မှုတနည်းပြမှာဖြစ်ပါတယ်။ဒီတိုင်းဒေသကြီးအစိုးရဖွဲ့တမိတာကာလအတွင်းပြည်သူများအတွက်ကောင်းထည့်ဖို့ဆောင်ရွက်ပေးနိုင်မှုများကိုတင်ပြပေးမှာဖြစ်ပါတယ်။ပြည်ပြည်များခင်ဗျာဘုဒ္ဓရေတားအစိုးရအဖွဲ့ရဲ့တနစ်တာကာလအတွင်းပြင်ပြောင်းလဲတိုးတက်ဆောင်နိုင်မှုများကိုဘုဒ္ဓရေတားရင်းချုပ်နေတဲ့တင်ပြမှာဖြစ်ပါတယ် ဘူရန်ဒီတာကြီးတွင်ရမှုစီးပွားရေးနယ်ပယ်တည်တည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်မှချမှတ်ထားသောစီးပွားရေးမူဝါဒများနဲ့အညီလက်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးလေယာကန္တတန်ခါကန္တနဲ့စစ်မှုကန္တတို့လက်ဆောင်ကြီးမြမျှတစွာတိုးတက်လာစေရေးလက်စစ်တအားနဲ့လမ်းများစသည့်အခြေခံစီးပွားရေးဆောက်အုံများပြည်မြောက်စွာတိုးတက်လာစေရန်ပူဇော်ပြီးဆောင်ရွက်ရမယ်စီးပွားရေးတိုးတက်မှုများကိုထောက်ကူပေးမယ်အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများပတ်ဖို့ကူဆောင်ရေးပညာရေးနဲ့ကျန်းမာရေးကန္တဖွံ့ဖြိုးတိုးတက်ရေး 六百公件一些天天能有的，上个七八个。我就云南也运装了一堆秸秆家里一个月节约我就一米二，纯生一米，云南米二，云南第一嘛，五千人也不批发的。我给心里不得多，累计米二不得有，一大部分去人家买了，他那生生意米二更好，来云南都难以顺利比较难批发的。也为什么云南不得批发？那都是交关呢，从那能十多年里。 ဝေါ်မြို့နယ်ရဲသမင်ကြီးအောင်ဖြစ်ပေါ်ခဲ့တဲ့ပြည်ပကမြအောင်တိုင်းဒေသကြီးစုရအဖွဲ့မှစင့်တစားဖြစ်ရှင်ပြေးနိုင်ခဲ့ပါတယ်။2016ခုနှစ်အတွင်းဘိုးရန်ဒေသကြီးအတွင်းစစ်ကြောစစ်ကြောယူသဆေးပြား ice အရေးပြောအခဲစစ်ကြောယူသဆေးနဲ့ဘိန်းစတဲ့ဝိစီဝါများကိုဖန်စီရခဲ့ပြီးဆက်ဆက်တဲ့ခံစုစုပေါင်း183ဦးကဖန်စီရယူနိုင်ခဲ့ပါတယ်။ဥရပြည်နယ်ပတ်သက်ပြီးဘိုးရန်ဒေသကြီးရဲ့စင်တာကြီးဥတွေကိုတော်တော်ဥတွေအမှတ်၄ဖြင့်တက်ထမ်းပြေးနိုင်ခဲ့ပြီး နေဝေထုတ်ပြန်နိုင်ရေးကိုလည်းဆောင်ရွက်တဲ့ရှိပါတယ်။ဝရန်ဒေတာကြီးအိမ်တွင်းစက်ကုလမှုလုပ်ငန်းများဥပဒေမူကြမ်းကိုတိုင်းဒေတာကြီးလွှတ်တော်တွင်စီစစ်ဆောင်ရွက်တဲ့ရှိပါတယ်။ဝန်ထမ်းများအတွက်စံချိန်စနုံးပြည့်မီသောအင်အားများကိုတိစောက်ပေးနေပါတယ်။ပြည်သူလူထုများအတွက်လည်းအင်အားစီမံကိန်းများကိုအကောင့်ထယ်ဖို့ဆောင်ရွက်ပေးနိုင်ရန်စီစစ်ဆောင်ရွက်လည်းရှိပါတယ်။လန်ဒါသာအဆောက်အဦများစစ်တပ်ရှိစေရေးအတွက်ပဲခူးတိုင်းဒေတာကြီးဆောက်လုပ်ရေးလုပ်ငန်းများကြီးကြပ်ရေးဥပဒေပြဋ္ဌာန်းရေးတို့လည်းနိုင်ငံတကာပြည်ထောင်စုနဲ့ညှိနှိုင်း ရေးဆွဲလို့ရှိပါတယ်။ဒေတာကုမ္ပဏီအကောင့်ထဲပေါ်ဆိုင်နေမှုများကတော့တောင်စချောင်းတောင်စခုပနိုင်နေကိုတန်းဒေတာကြီးဤလမ်းလုံးရဆိုင်ရာဆရာချက်အနေဖြင့်အမခံမဲ့ကျောင်းလမ်းမတတိယလမ်းတို့အဆင့်မြင့်တင်ခြင်း၁၂ပေအကျယ်မှာ၁၈ပေအကျယ်တတိယလမ်းအဆင့်မြင့်တင်ခြင်း၁၂ပေအကျယ်တတိယလမ်းထပ်ပေါ်လာခင်းခြင်းဆောင်ရွက်နိုင်ခဲ့ပြီးတန်ကူကူဂရိတ်တာ၄၉စင်တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါတယ်ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက်တိုက်ခန်း240ကိုကောင်းထဲပေါ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။အခုရင်ဒေသကြီးတွင်အဘဘန် UNDP UK အစ်ဆက်ရီအဖွဲ့များနဲ့ပူးပေါင်းပြီးတော့အုပ်ချုပ်ရေးပညာရေးကျန်းမာရေးကဏ္ဍများမှာပြည်သူအစိုးရပြည်သူ့နဲ့အစိုးရဆက်သွယ်ပေါင်းကူးနိုင်သည့်စနစ်များဗန္ဒန်ဝေတုံးစင်နိုင်မှုစနစ်များကိုနိုင်ငံတကာစနစ်မျိုးဖြစ်စေစတင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။အခုကံတောင်းသူများအားနိုင်ငံတကာအဖွဲ့အစည်းများမှစာပြေးရေးနည်းစနစ်ဗန္ဒန်ဝေနဲ့ ဈေးကွက်ခံမရေးကိစ္စများစတဲ့ဆက်တဲ့ဆောင်းနေလို့ဖြစ်ပါတယ်။စိုက်ပျိုးမှုရေးကဏ္ဍအနေနဲ့အသုံးစိတ်များကိုစဉ်းစားကြစစ်စစ်ဆောင်းနေကြတာကြောင့်ဦးရှန်တဲ့ငွေကျပ်တန်းပေါင်း3တောင်ကျော်ကိုလုပ်ငန်း90ခုနဲ့ပုံမဆောင်ရပြနေတယ်။ဒီခေတ်နေ့ဒီမူကြောင့်ကျိုးပေါက်ခဲ့သောတာတမန်နှစ်ခုအားသူပြေပေးနိုင်ခဲ့ပါတယ်။ဒီကြီးနှမျိုးပျက်စီးခဲ့သောမေယာမီများအတွက်အရင်မျိုးစပါးတင်16000အားထံပြူပေးနိုင်ခဲ့ပါတယ်။ နေရာကဏ္ဍပြည့်ပြင်ပြောင်းလဲရေးအတွက်လူမှုဘူပြည့်လေးလာရေးကဏ္ဍများကိုလည်းတမျိုးနယ်လျင်တစ်ခုစီနဲ့စုစုပေါင်း28ဌာနဖွင့်ပြနေခဲ့ပါတယ်။တောင်ငွေသမားကြီးများရဲ့မျိုးလိုအပ်ချက်ကိုပြင်ဆင်ပြနေတဲ့မျိုးစစ်ထုတ်စိုက်ကွက်များကိုတိုင်းဒေသကြီးစပ်ပြီးဦးစီးဌာနမှတစ်ဆင့်ပေါ်ထုတ်ဆောင်ရွက်ပေးနေခဲ့ပါတယ်။စစ်မှုလေရာဦးစီးဌာနမှလည်းအစင်းမြင့်လေရာဧကောက်ကွက်ပေါင်း350ဧကာရာဒီအချိန်မီစပ်ပြနေရေးပေါ်ထုတ်ပြနေခဲ့ပါတယ်။နိုင်ငံတော်တို့တိရောက်မှုမရှိတဲ့လက်စစ်မြေတင်စီမံကိန်း38ခုကိုတည်ထောင်ပြနေခဲ့ပါတယ်။ တောင်သူများအကျိုးမြတ်ပေါ်လာရေးမျှော်မှန်း၍ကိုပိုင်ဆိုင်ခင်များအားမျိုးစေ့အဖြစ်တန့်စီပေးနိုင်ရေးအတွက်ဒီပညာအထောက်အကူပြုပစ္စည်းများဖြင့်တောင်သူများကိုတိပညာပေးလုပ်ငန်းများထောက်ပံ့ပေးခဲ့ပါသည်။ရက်စကဏ္ဍအနေနဲ့2016 2019ဘာလရင်းတွင်တင်တာပူဆိုင်ငွေ1.9ဘီလီယံကျပ်အားဒေသအတွင်းလိုအပ်သည့်အက်ဆက်တအားလိုင်းအစင်းမြင့်တင်ခြင်းလုပ်ငန်းအစ်စ်တွေတန်းတဆင်ခြင်းလုပ်ငန်းနဲ့ကြီးရွာမီလီယံလုပ်ငန်းတို့မှာဆောင်ရွက်ပြီးလို့ရှိပါတယ်။ လျှက်စစ်တပ်အားဖြင့်လူမျိုးလုံးများများတွင်တိုင်းဒေသကြီးမြန်မာလျှက်စစ်တပ်အားလုံးများမှဆောင်ရွက်လေရှိရာ လုံခြုံရေးပစ္စည်းများဖြစ်ပြီး Transformer များခေရကြိုးများနှင့်ခြားဆက်စစ်ပစ္စည်းများအားတင်နာခေါ်ဝယ်ယူဆောင်ခဲ့ရာအရေးအသေးပြည်မီသောပစ္စည်းများရရှိခဲ့ပြီးပိုရှန်ငွေအားတိုင်းဒေသကြီးအတွင်းရှိလူအချက်ရှိသောဒေသများအတွက်ကြအားလိုက်အစင်မြင့်တဲ့ချင်အစ်စ်တွေတဲ့တက်စီချင်းများတွင်အသုံးပြုသွားမှာဖြစ်ပါတယ်။ရန်စာတအစ်စ်တော်နဲ့သဘောပေါက်ဉာဏ်ထင်းသိမ်းကဏ္ဍတွင်လည်း 2016-2019ဘာသာရေးနှစ်တွင်တရားဝင်တည်တံ့ခြင်း6000တိဘာဖမ်းဆီးရရှိခဲ့ပြီးတော့၎င်းတင်များအားဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သောစာတင်ကြောင်းဆေးရုံလန်ဒရာဌာနဆိုင်အဆောက်အအုံများနဲ့ပြည်သူများသုံးဆွဲရန်အတွက်ရှင်းတကြစီမံခန့်ခွဲပေးနိုင်ခဲ့ပါတယ်။နိုင်ငံတော်မှတည်ထုတ်လုပ်ခြင်းကိုစနစ်ရစမ်းထားသည့်အတွက်တည်ထုတ်ခြင်းလုပ်ငန်းမှဆင်များအားစင်စကန်၄ခုဖွင့်လှစ်ပြီးတော့ပြည်သူများအပန်းဖြေနိုင်ရန်အတွက်ပါဦးပေါင်းစီစဉ်ထားရှိမည်ဖြစ်ပါတယ်။ တော်စင်ရမြဖန်စီတပြတ်ချင်းမှာကာဝင်ရတဲ့အစီအစဉ်ရစင်မုတ်ဆိုးဖွင့်နှစ်ဖွဲ့ကိုလည်းဖန်စီရည်ရွယ်နေပါတော့မြမတက်လုပ်ငန်းအနေဖြင့်ကိုရုံမအတွင်း10မီတာတိထလုံးမှုအားတည်ဆိုင်ထားနိုင်ခဲ့ပြီးပြည်သူများအပန်းဖြေလေးလာနိုင်ရန် Green Global Sense Can ဟိုကြား Sense Can မော်ယော်ဒီ Sense Can မြဟေဝ Sense Can များအားဖွင့်ပေးနိုင်ခဲ့ပါတယ်ဒေသအတွင်းလုပ်ငန်းခွန်းလန်းတိုးတက်နိုင်ရေးအတွက်ခရိုင်မျိုးကြီးများဖြစ်တဲ့အကူပြည်ခံတို့အတွင်းမှာရှိတဲ့ဆက်မှုစုံများမှာ ပြည်တွင်းနဲ့နိုင်ငံတကာမှလုပ်ငန်းရှင်တွေအားထိတ်ခေါ်ရင်းနှီးစီပြီးတော့လုပ်ငန်းများလည်ပတ်နိုင်စေရေးဆောင်ရွက်ပေးနိုင်ပါမယ်။ဟန်တာဝတီပြည်ဆိုင်ရာလေးစီမံကိန်းအားပြည်ထောင်စုဆွေးရဖွင့်နဲ့ကိုရန်ဒေသဆွေးရဖွင့်မှာပူးပေါင်းရေးစီမံချက်စီမံကိန်းအားလည်းရှိပြီးလုပ်ငန်းများစတင်နိုင်ရေးအတွက်ဆောင်ရွက်လေ့ရှိပါတယ်။၎င်းလေစီကြီးပြည်စီပါကပြည်သူများရဲ့အလုပ်ကံခွန်အားများလည်းပုံမှန်ရရှိလာမှာဖြစ်ပါတယ်။ဟန်တာဝတီပြည်ဆိုင်ရာလေးစိတ်ပြီးနိုင်ငံတော်စီမံကိန်းတစ်ခုဖြစ်ပြီးလက်ရှိလေရင်ကိုပတ်လန်ထိုးခြင်းလုပ်ငန်းမှာ80ရာခိုင်နှုန်းပြီးစီးနေပြီး တထဆက်ခုနှစ်ခုနှစ်ဒီဇင်ဘာလတွင်ဆောက်လုပ်ရေးလုပ်ငန်းများအတွက်အပြည့်အစုံစာချုပ်ဆိုခြင်းနှင့်လေဆိပ်အဆောက်အဦများလည်းစတင်ဆောက်လုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်ဒီလိုကြိုးပြုခေါင်းတဲ့ပေါ်ဆောင်ရွက်တဲ့လုပ်ငန်းများအနေနဲ့ဘိုးရဲနေသားကြီးတွင်2016 2019 2019ဘာနာရီနှစ်မှာမြို့28မြို့နယ်မှာကြီးရွယ်ပေါင်း28ရွာကိုမြင်ငါကရံ1804ခုထုတ်ပြနိုင်ခဲ့ပါတယ်လူများတော်တော်နေသောဗကုမြို့ကန်တော်ကြီးရေကန်အားရှင်းတဲ့ကြဆင်မကန်ဝန်နိုင်ရအတွက်ကန်တော်ကြီးကန်နဲ့မိတို့ရေဝေရေတဲ့ဒေသများအား အစိုးရရဲ့စီမံခန့်ခွဲမှုအတော့ရောက်ရှိစေရန်ဆွမ်းနိုင်ပါတယ်။ဘဝရင်းကြီးတဘောဝထိန်းသိမ်းနေမြေရေရင်ဒေသများအခြေခံပြီးတော့တဘောအခြေခံကြီးတော်လုံးကိုပြည့်တွက်ရန်ကြိုးပမ်းဆောင်နိုင်ပါတယ်။အခုမြေဝန်ဒေသနဲ့စစ်တောင်းမြေဝန်ဒေသပြည့်တွက်တဲ့ရေတွေလည်းနိုင်ငံတကာဖွင့်စည်းများနဲ့ပူးပေါင်းဆောင်ရည်ရှိပါတယ်။ဗိုလ်ရန်ဒေသကြီးတွင်ရေရန်ရလန်းရတဲ့ကင်းရှင်းလာရေးတွေရေမောင်းတန်တန်းကြောင့်၅ချောင်းအားဖွင့်လှစ်ပေးနိုင်ခဲ့ပြီးခရံမြို့နယ်များအတွင်းမှာရှိတဲ့ပြည်သူလူထုနဲ့အခြေခံပညာကျောင်းသူကျောင်းသားများအားရင်းစည်းကမ်းလမ်းစည်းကမ်းများ 这边像北京、金毛，没有人懂得去接，什么样品种的？因为俺们酒店搞活，大西洋也来，你到时看可能苦，你到人石家庄是一片一片什么样品种的？一两年来吧，成都变名人丹那也，西南人家有，西南特色必须有。个人对待一段，三到四万之间，实实在在嘛。前面都是芝麻庄，你再三到那一段，三到四万人家有，开眼瞄人家，立马晓得，谁家几个名下交名有，都来东西很急，关心信息请。 စားတော့ညာနဲ့ပတ်သက်တဲ့အသိပညာပေးခြင်းလုပ်ငန်းများဆောင်ပြနေကြပါတယ်။လုံလုံလုံလေးများဖိရှော့ပေးတဲ့ဆောင်ချင်များအနေနဲ့ဘူရန်ဒီဇိုင်းအတွင်းမှာကျပ်သိန်း300နဲ့အောက်လေလံလန်ဒရာဂိတ်ကိုခေရာလန်ဒရာအုံယူကကောက်ခံခွင့်ကောက်ခံမှုမှရုပ်သိမ်းခြင်းများကိုဖိရှော့ဆောင်ပေးကြပါတယ်။ပညာရေးကဏ္ဍအနေဖြင့်2016 2019ပညာသင်နှစ်အတွင်းအထက်တန်းကျောင်းခွဲ19ကျောင်းအလယ်တန်းကျောင်း3ကျောင်းအလယ်တန်းကျောင်းခွဲ4ကျောင်းမြူလာတန်းကျောင်း54ကျောင်း မူလာရန်လူကြောင့်54ကြောင့်မူလာရန်ကြောင့်30ကြောင့်မူလာရန်ကြောင့်ခဲ35ကြောင့်စုစုပေါင်း182ကြောင့်အစ်စ်တုံးကြီးခွင့်ရခဲ့ပါတယ်2019ခုနှစ်တွင်တောက်တော်ဝန်ထမ်းစာစစ်ဌာန10ခုအားခွင့်လွှတ်ဆောင်ရနိုင်ခဲ့ပါတယ်ဥတာရေးကျမရေးဌာနများအနေဖြင့်စံကိုက်စီရောများစီလက်ကျမရေးလုပ်ငန်းများဌာနများဌာနခွင့်များဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်ငញ្ញာရေးကဏ္ဍနဲ့ဒုတိယအကြိမ်အဆက်တရာစုပင်လုံး ညီလာခံသူဒေသလက်ရွေးသားဆင်နိုင်ငံရေးဆွေးနွေးပွဲတွေကို2019ခုနှစ်ဖေဖော်ဝါရီ26ရက်နေ့မှာအဆက်ရှင်နေသည့်ဝရန်ဒေသကြီးတောင်ကုန်မြို့ပြည်ထောင်စုကိုလိမ့်မှာအောင်မြင်စွာကျင်းပနိုင်ပါတယ်။ဒီချိန်နဲ့စစ်မှန်သော Federal Democracy စနစ်ထူထောင်ရတိုင်းတိုင်းဒေသကြီးအတွင်းရှိတိုင်းဒေသအဖွဲ့အစည်းများလိုက်ဥညီသိခံချက်လုံခြုံချက်များဖြင့်တက်တဆောင်ရွက်လဲရှိရာပြည်တော်စုငြိမ်းချမ်းရေးညီလာခံ27ရာစုပင်လုံးတို့တင်ပြနိုင်ရန်ဒေသလိုက်အမျိုးသားဆင် နိုင်ငံရေးဆွေးနွေးပွဲအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်ပြောပြပြများခင်ဗျာညီကုန်းချုပ်အနေနဲ့ဂိုရန်ဒီတာရဲ့အစိုးရအဖွဲ့ဟာပထမတနေ့တာကာလအတွင်းဥချုပ်ရေးကဏ္ဍတရားဥပဒေစိုးမိုးရေးကဏ္ဍနဲ့ဥပဒေပြည်ရေးကဏ္ဍများမှာအကောင်းဆုံးကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်သို့တော်လည်းပဲပြည်ကျုံလာခဲ့ရတဲ့အခက်အခဲများအားနည်းချက်များကိုအကြောင်းပြုပြီးတော့ဆက်လက်ပြီးပြည်သူများအတွက်အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းလေးစားစွာတင်ပြပါတယ်ကျေးဇူးများတင်ရှိပါတယ် ယခုတင်ပြလိုက်တာကတော့ဘုဂိုတိုင်းဒေသကြီးဆိုရဖွဲ့ရဲ့တနိဒာအတွင်းဆက်မျက်ချက်များပဲဖြစ်ပါတယ်။